အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါဒါအခု Manchester City အသင်းက2029မှာသူတို့ရဲ့နီးပြဒါ Pep Guardiola စာချုပ်သက်တမ်းကုန်ဖို့ရှိတယ် Man City မှာဆယ်စုနှစ်တခုကြာဒီတာဝန်ယူလာတဲ့ Guardiola နေရာမှာ အစားထိုးမဲ့သူတယောက်ကိုသူတို့စပြီးရှာဖွေနေပြီဆိုတော့ဂွာဒီယိုလာကမန်ချက်စတာစီးတီးနဲ့တက်တန်းထတ်တူမတူမတိကြပဲဖြစ်နေတယ်အထူးသူကတော့ပြောထားတာဗောလေဒီ contract ကသူ့ရဲ့နောက်ဆုံး contract ဖြစ်နိုင်တယ်ဆိုပြီးတော့ဖော်ပြလျက်ရှိတဲ့အချိန်မှာဒါမန်စီးတီးအနေနဲ့သူ့နေရာအတွက်အစားထိုးမဲ့သူတွေကိုစပြီးတော့စဉ်းစားလျက်ရှိတယ်မန်ချက်စတာစီးတီးနီးပြဂွာဒီယိုလာကတကယ်လို့ကလပ်ကထွက်ရင် ဖြစ်နိုင်ခြင်းအများဆုံးကလယ်ဝေးစင်အသိန်းကိုသွားဖို့ဥတည်လေးရှိတယ်လို့စပိန်မီဒီယာတွေမှာရောဗြိတိန်မီဒီယာတွေမှာဖော်ပြထားတယ်အခုဒီဂျာမန်နာမည်ကြီးကီကာယို ဖလိုရင်ဖက်တဖက်ရဲ့ရပူရာဆိုရင်မန်စီးတီးကအခုလက်ရှိသူတို့ကြည်နေတဲ့သူကဒါစီးတီးရဲ့ကပတိန်ဟောင်းဖြစ်တဲ့ဗင်းစင်ကုမ္ပဏီကိုသူတို့သဘောကျနေတယ် ဘိုင်မြူနစ်တင်ဒီနေ့ရာသီလှုပ်ဆောင်ခဲ့တဲ့ဆွမ်းဆောင်ရည်မနစ်ကဘိုင်ယန်ကိုရောက်လာပြီးမပေးချန်ပီယံဆိုတာထက်ကိုအသင်းလိုက်ဆွမ်းဆောင်ရည်ကောင်တီတစားပြောင်းလဲလာတဲ့အခြေအနေဒီအားလုံးကိုသဘောကျပြီးတော့ဒါဘိုင်မြူနစ်အသင်းရဲ့နီးပြဗင်းစင့်ကုမ္ပဏီကိုသူတို့လိုချင်တယ်ကုမ္ပဏီကဟိုတလောကမှာပူပူနွေးနွေးဒါစာချုပ်တစ်ချုပ်ဆိုထားသူဖြစ်ပြီးတော့နောက်ထပ်၄နှစ်ဘိုင်ယန်မှာ2029ထိဆက်ရှိမှာဖြစ်တယ်ဆိုတော့ဒီကြတာက Manchester City အသင်းက ဒါဘယ်လိုပြောမလဲဖက်ကွာဒီယိုလာကိုဘိုင်မြူးနစ်ရှီကခေါ်ယူခဲ့တဲ့ပုံစံလိုမျိုးတော့ဟုတ်မှာမဟုတ်ဘာလို့ဆိုတော့အဲတုန်းက ဒီဂွာဒီယိုလာကိုရိုင်းက3နှစ်ပဲ gain တာကိုဘိုင်ယန်မှာ3နှစ် gain ပြီးတော့သူနားနေတယ်နားပြီးသိမ့်မကြဘူးနောက်ချက်ချင်းပဲဒါဘယ်လိုပြောမလဲမန်ချက်စတာစီးတီးရဲ့နီးပြားဖြစ်လာတဲ့နောက်နှစ်ပေါ့လေဆိုတော့အဲ့ဒါကိုကြည့်ချင်းအဖြစ်အခုလက်ရှိမှာဒါအာဆနယ်နဲ့အမရီမာကန်နဲ့ပွဲမှာဒါသူတို့ဘက်ကဘိုင်ယန်မြူနစ်အသင်းရဲ့နီးပြား company ကိုလေ့လာတယ်အခုလေ့လာတာသူတို့ဘွန်ဒစ်စီကာပွဲတော်တော်များများကြာပြီဆိုတော့အခုအဲ့ကီကာမဂဇင်းရဲ့ report ရဆိုရင် Guardiola က2029မှာ contract စာချုပ်တက်တန်းကုန်မယ် တကယ်လို့ Guardiola တတ်တန်းတိုးရင်သူတို့ပြဿနာမရှိဘူးတေချာပေါက် Guardiola ကိုဆက်ထားမယ် Guardiola ကအသင်းမှာဆက်ရှိရင်သူတို့တေချာပေါက်ဆက်ပြီးတော့အခွင့်အရေးပေးမှာဖြစ်ပေမဲ့တကယ်လို့ Guardiola ကဆုံးဖြတ်ချက်ချပြီငါတတ်တန်းတိုးတဲ့ကိစ္စကဒါကနောက်ဆုံးချိန်ဖြစ်သွားတဲ့အတွက်အသင်းကထွက်ပြီဆိုတာနဲ့ company ဆိုတော့ company ကို Bayern Munich ကခိုးယူဖို့လွယ်လွယ်ကူကူတော့မဟုတ်ဘူးဒါပေမဲ့ Vinci company ဟာဒါ Manchester City မှာ7နှစ်ကြာကြာကစားခဲ့တဲ့ကစားမတယောက် နောက်တစ်ခုကမန်စီးတီးမှာသူကပတိန်ဖြစ်အကြာကြီးနေခဲ့တယ်။ဒီဟာကသူ့ရဲ့ one of the life ဖြစ်ခဲ့တယ်။ကျွန်တော်ဘန်လင်နီးပြဖြစ်ခဲ့စဉ်ကတည်းကမန်ချက်စတာစီးတီးကိုလာပြီးတော့အတ္တီရဲ့ခွေမှာမကြာခဏဘောလုံးပွဲတွေကြီးတယ်။ကျွန်တော်မှတ်မှတ်ရရမန်ချက်စတာစီးတီးရဲ့ချန်ပီယံလိပွဲတွေမန်စီးတီးရဲ့အရေးပါတဲ့ပွဲတွေမှာ ကုမ္ပဏီကခဏခဏလာကြည့်ခဲ့တယ်ကျွန်တော်တခါ City နဲ့ Arsenal တူတူသေးကြတဲ့ပွဲတုန်းကဆိုလေသူလာကြည့်ခဲ့တာဖြစ်ပြီးတော့သူ့အသင်းဟောင်းနဲ့ပတ်သက်လို့သူတန်ရော့စင်ရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာဟုတ် Javier Alonso ကို Bayer Leverkusen ကနေ Real Madrid ကခေါ်ယူခဲ့တဲ့ပုံစံနဲ့ similar ပဲဆိုတော့အသင်းဟောင်းဖြစ်တဲ့အတွက်ကစားမတယောက်အနေနဲ့အသင်းဟောင်းကို ပြန်သွားတယ်ဆိုတဲ့ reason ဟာလုံးဝမိတ်ဆန်ဖြစ်တယ်ဆိုတော့ Man City ဘက်ကသူတို့အစောပိုင်းတုန်းက Guardiola နဲ့မှအစားထိုးဖို့ Roberto De Zerbi ကိုသဘောကျတယ်ဒါပေမဲ့သူကအခု Marseille ကိုပြောင်းသွားပြီဆိုတော့ဒီနေရာမှာ Manchester City လိုချင်တဲ့နည်းပြားကတိတ်ရှိတာမဟုတ်ဘူးတော့ပြောလို့မရဘူးဒါပေမဲ့ Pep Guardiola ရဲ့ contract ပေါ်မူတည်တယ် Guardiola က2029 ठी contract စာချုပ်ချုပ်ထားတယ်ဆိုတော့အဲ့ contract စာချုပ်ကိုဒါတတ်တမ်းမတိုးရင် City အနေနဲ့တေချာပေါက် company ကိုခေါ်ယူมาဖြစ်တယ်လို့ ဖော်ပြထားတယ်။ကုမ္ပဏီကလည်းအခုလက်ရှိမှာဒါသူ့ရဲ့စွမ်းဆောင်ရည်တွေကိုသဘောကျနေတဲ့အတွက် Man City ကသူ့ကိုလိလာနေတဲ့အချိန်မှာသူကလည်း City ဘက်ကိုပြန်လာခြင်းနဲ့ဆိုတဲ့ report တွေရှိတယ်။ဆိုတော့ Manchester City ပြည်သက်တယ်ဘလို့မြင်လဲ Vincent ကုမ္ပဏီဟာ Man City တက်တင့်တော်တဲ့နီးပြဖြစ်နိုင်လား။ဘိုင်ယန်ကရောလွယ်လွယ်ကူကူခွင့်ပြုနိုင်မလားဘလို့ထင်ကြလဲကိုမမဝေယမှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါမယ်